တနစ်တာတမချန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖက်ရန်တမချန်းစာမှာဓမ္မရာဇဝင် ပထမဆောင် အခန်းကြီး၄မှ9အထိဖြစ်ပါတယ်။ဓမ္မရာဇဝင် ပထမဆောင် အခန်းကြီး၄ရန်သူလက်တို့ပဒိညင်တတရောက်ရှိတပန်းဣတရီလအမျိုးသားတို့သည်ဖိလိတိလူတို့ကိုတိုက်ချင်းငါချီသွား၍ ်ဧဗနေဇာမြို့နာမှာတက်ချလျက်ဖိလိတိလူတို့သည်အာဖတ်မြို့၌တက်ချလျက်နေကြ၏ဖိလိတိလူတို့သည်ဤတေလအမျိုးကို စခင်ကျေး၍တိုက်ကြသောအခါဤတေလအမျိုးသည်ဆစ်ရှုံ၍ရန်သူလက်တွင် သူရဲလေးထောင်ခန့်မြတ်သေးကြ၏လူများတို့သည်တက်သေးသူရောက်သောအခါဤတေလအမျိုးအသက်ကြီးသူတို့ကယနေ့ ာဝရဖျားသည်ငါတို့ကိုခလိတိလူလို့ရှိမှာအဘဲเจ้าရှုံးစေတော်မူသည်။ထာဝရဖျားဤပြိညာတ္တတော်သည်လာ၍ငါတို့ကို ရန်သူလက်မှကဲတင်စေခြင်းမှာရှီလောမျိုးမှစောင့်ခဲ့ကြကုန်အံဟုဆိုကြသည့်အတိုင်လူများတို့သည်ရှီလောမျိုးတို့လူကိုစေလွတ်၍ခေရုဘိန်ဆက်ကြမှနေသောကောင်းကင်ဘိုးကြီးအရှင်သာဝရဖျားဤ ဗတိညင်တစ်တာတော်ကိုဆောင်ခဲ့သဖြင့်ဖျားသခင်ဤဗတိညင်တစ်တာတော်နှင့်အတူအီလီတာဟော့ဖနီနှင့်ဖိနဟတ်နှစ်ယောက်တို့သည် ပါကြ၏။ထာဝရဖျားဤဗတိညင်တစ်တာတော်သည်တထဲသို့ရောက်သောအခါမြေကြီးအတန်မြည်သည့်တိုင်အောင်တတားအပေါင်းတို့သည်ကြွေးကြော်ကြ၏။ကြွေးကြော်တံကိုဖိလိတိလူတို့သည်ကြားလျင် ဟေပြဲတက်၌ပြုသောကြွေးကြော်တန်ကြီးကအဘယ်သို့နည်းဟုမေးလျက်ထာဝရဖရာ၏တိတ္တတော်သည်ထိုတက်သေးသောယောက်ျောင်းကိုတိကြ၏ထိလိတိလူတို့သည်ကြောက်၍ဖရာသခင်သည် ဟေပြဲတက်သေးသောရောက်လေပြီတကားငါတို့သည်အမင်္ဂလာရှိကြ၏တခါမျှဤသို့မဖြစ်စဘူးငါတို့သည်အမင်္ဂလာရှိကြ၏တကိုးကြီးသောဤဖရာသခင်၏လက်မှ ငါတို့ကိုဘသူကယ်တင်လိုက်မိနီတောနိုင်အေဂုတ်တုလူတို့ကိုဘေးအပေါင်းနဲ့ဒဏ်ခတ်သောဖျားကားအချားမဟုတ်ဤဖျားပေတီးအိုဖိလိတိလူတို့ဤတေလာလူတို့သည်တင်တို့ထန်၌ကျွံခံရတကယ်သူသူတို့ထန်၌ငါတို့သည်ကျွံမခံရမီအကြောင်းအာယူ၍ယောက်ျားပြုကြလော့ယောက်ျားပြု၍တိုက်ကြလော့ဟုပြောဆိုကြ၏ ဖိလိတိလူတို့သည်စစ်တိုက်သဖြင့်ဣတရီလအမျိုးရှုံးပြန်၍လူတိုင်းမိမိနေရာသို့ ပြေးလေ၏ကြီးစွာသောလှုပ်ကြံခြင်းဖြစ်၍ဣတရီလခြေသည်သူရဲ့၃000တို့သည် တေကြ၏ဖျားသခင်ဤတစ်တာတော်သည်ရန်သူလက်သို့ရောက်၍အီလီအီတာဟော့ကနီနှင့်ဖိနဟတ်နှစ်ယောက်တို့သည် အသက်ဆုံးလေ၏အီလီကွယ်လွန်ခြင်း ဘင်ယာမိန်အမျိုးသားတစ်ယောက်သည်စစ်တပ်ရထဲကပြေးလာ၍မိမိအဝတ်ကိုစုပ်လျက်မိမိကောင်းပေါ်မှမြေမုံကိုတင်လျက်ထိုနေချင်းတွင်ရှီလုံးမျိုးတို့ရောက်လေ၏ရောက်သောအခါအီလီသည်လန်နာ၌ခုံပေါ်မှထိုင်၍ဖျားသခင်ဤတစ်တာတော်အတွက်စိတ်နှလုံးတုန်လှုပ်လျက်စောင့်နေ၏ပြေးသောသူသည်မြို့ထဲသို့ရောက်၍တည်င်းပြောသဖြင့်တစ်မြို့လုံးအော်ဟစ်ကြ၏ ။အော်ဟစ်တန်ကိုအီလီကြတော့ပုတ်အုပ်ချက်ချက်သောအတန်ကားအဘဲတို့နီးဟုမေးလျင် ထိုသူသည်အလျင်မြန်လာ၍အီလီအားလျှောက်လေ၏။ထိုအခါအီလီသည်အသက်68နှစ်ရှိ၍မျက်စိမမြင်နိုင်အောင် မျက်ကြောတည်နှင့်ပြီးပြေးတော်သူကအကျုံမုတ်သည်စစ်တပ်ရာမှရောက်လာတော်သူ ဖြစ်ပါ၏။ စစ်တပ်ရတဲ့ကယနေ့အကျွန်ုပ်ပြေး၍လာပါ၏ဟုလျှောက်လျင်အေလိကငါသားအမှုကဘယ်သို့နည်းဟုမေးလေသောတမန်ကဤတေလအမျိုးသည်ဖိလိတိလူတို့ရှေ့မှပြေး၍ကြီးစွာသောလှုပ်ကြံခြင်းကိုခံရကြပါပြီကိုရောဤသားဟော့ဖနီနှင့်ဖိနဟန်နှစ်ယောက်တို့သည်တေပါပြီး ဖျားသခင်ဤတਿੱတတော်သည်လည်းရန်သူ လက်သို့ရောက်ပါပြီဟုပြန်လျှောက်၍ဤဖျားသခင်ဤတਿੱတတော်သတင်းကိုကြားသောအခါအီလီသည်တကားနာမှထိုင်သောခုံပေါ်ကနောက်သို့လမ်းကျသဖြင့်လေပင်ကျိုး၍တေလေဤအသက်ကြီး၍ကိုလေးသောသူဖြစ်ဤထိုသူသည်ဤတေလာအမျိုးကိုအနှစ်၄၀အုပ်စိုးသည်ဖိနဟဤမရကွယ်လွန်ခြင်း ူဤချွေးမှဖိနဟဲဤမြားသည်ပဋိတ္တိအရင်အမှရှိ၍အချိန်မီလျက်ဖျားသခင်ဤတਿੱတတော်သည်ရန်သူလက်တို့ယောက်ျောင်းယောက်ခမနှင့်လင်တီချောင်းကိုကြားတော့ခါကြောကုန်း၍တဖွာခြင်းဝေဒနာကိုချက်ချင်းခံရ၏တည်လူတော်အခါအနာမှရှိသောမိမတို့ကမစိုးရိမ်နှင့်တားယောက်ျားကိုဖွာမြင်ပြီဟုဆိုတော်လဲပြန်မပြော အမှုမထားဘဲနေ၏တပံဖျားသခင်ဤတਿੱတတော်သည် ရန်သူလက်သို့ရောက်သောကြောင့်လည်းကောင်းမိမိရောက်ခမနှင့်လည်းအမှုကြောင့်လည်းကောင်းဤတည်လာဖုံးအတည်ပြောက်ခဲ့ပြီဟုဆိုလျက်ထိုသူငယ်ကိုဤခဘုတ်အမိဖြစ်မဲ့၍ဤတည်လာအမျိုးဤဖျားသခင်တਿੱတတော်သည်ရန်သူလက်သို့ရောက်သောကြောင့်ဤတည်လာဖုံးအတည်ပြောက်ခဲ့ပြီဟုဆိုလျက် ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး9ထိလိတိတို့လက်တို့ရောက်သောဗိဒိညင်တ္တာထိလိတိလူတို့သည်ဖျားသခင်ဤတ္တာတော်ကိုယူ၍ဧဗနေဇာမြို့မှအာစုံမြို့သို့ ဆောင်သွားကြ၏ဖျားသခင်ဤတ္တာတော်ကိုဒါကုံကြောင်းထဲသို့တွင်း၍ဒါကုံအနားမှထားကြ၏အာစုံမြို့သားတို့သည်နလတ်စောစောထားကြသောအခါဒါကုံသည် ထာဝရဖရာဤတိတ္တတော်ရှိ၌မြေပေါ်မှာလဲ၍ပြည့်ဝလျက်ရှိသည်ကို တွေ့သဖြင့်သူကိုယူ၍သူဤနေရာ၌တင်ထားပြန်ကြ၏တဖန်နတ်ဖြန်နဲ့နတ်ဆောဆောထားကြသောအခါဒါကုံသည်ထာဝရဖရာဤတိတ္တတော်ရှိ၌မြေပေါ်မှာလဲ၍ပြည့်ဝလျက်ခေါင်းနှင့်လက်ဝါးနှစ်ဖက်ပြည့်၍တကားခုံပေါ်မှာတင်လျက်ဒါကုံ၌ကိုတိတိရှိသည်ကို တွေ့ကြ၏ ထိုကြောင့်ဒါဂုံဤယိပရောဟိညာဒါဂုံเจ้าတို့ဝင်သောသူများတို့သည်အာဆုံးမျိုး၌ရှိသောဒါဂုံเจ้าတကားခုံကိုယနေ့တိုင်အောင်ကြော်နေလိမ့်မရှိကြအာဆုံးမျိုးနှင့်မျိုးနယ်၌နေသောသူတို့အပေါ်မှာထာဝရဖရာသည်လေးသောလက်တော်နှင့်ဖြတ်တော်မူ၏မြင်းတိုင်းအနာနှင့်လည်းဒဏ်ခတ်တော်မူ၏အာဆုံးမျိုးသားတို့သည် ထိုအမှုကိုမြင်လျင်ဤတည်လာအမျိုးဤဖရာသခင်သည် ငါတို့နဲ့ငါတို့ဖျားဒါကုံအပေါ်မှာလေးတော်လက်တော်ကိုတင်းတော်မူသည်ဖြစ်၍ထိုဖျားသခင်ဤတစ်တာတော်ကိုငါတို့တွင် မရှိစေရဟုဆိုလျက်လူကိုစေလွတ်၍ဖိလိတိမင်းအပေါင်းတို့ကိုစုဝေးစေပြီးလျင်ဤတည်းလာအမျိုးဤဖျားသခင်တစ်တာတော်ကိုအဘယ်သို့ပြုရပါမည်နည်းဟုမေးကြ၏မင်းများကလည်းဤတည်းလာအမျိုးဤဖျားသခင်တစ်တာတော်ကို ဂါသာမျိုးတို့ဆောင်းသွားစေဟုစီရင်သည့်အတိုင်းဆောင်းသွားကြ၏ထိုမျိုးတို့ဆောင်းသွားသောနောက်ထာဝရဖရာဤလက်တော်သည်ထိုမျိုး၌ကြီးစွာသောဖြစ်စည်းခြင်းကိုပြု၍မျိုးသူမျိုးသားအကြီးငယ်တို့ကိုဒဏ်ခတ်တော်မူသဖြင့်ကိုတွင်း၌မြင်းတရိုက်နာကိုခံရကြ၏တပန်းဖရာသခင်ဤတစ်တာတော်ကိုဤကြုံမျိုးတို့ပို့လိုက်သဖြင့်ထိုမျိုးတို့ရောက်သောအခါမျိုးသူမျိုးသားတို့က ငါတို့နဲ့ငါတို့လူများကိုတတ်စေခြင်းကဣတရီလအမျိုးဤဖျားသခင်တစ်တာတော်ကိုဆောင်ခဲ့ပါသည် တကားဟုဟစ်ကြော်လျက်လူကိုစေလွတ်၍ဖိလိတိမင်းအပေါင်းတို့ကိုစုဝေးစေပြီးလျှင်ဣတရီလအမျိုးဤဖျားသခင်တစ်တာတော်သည်ငါတို့နဲ့ငါတို့လူများကို မတတ်စေခြင်းကလွတ်လိုက်ကြကုန်အံ့မိမိနေရင်အရက်တို့တွားပါလေစေဟု ဆိုကြ၏အကြောင်းမူကားဖျားသခင်သည် အလွန်လေးသောလက်တော်ကို တင်တော်မူသဖြင့်တမျိုးလုံးတည်စေတတ်သောအနာရောဂါနှံ့ပြားလေ၏တေဘေးနှင့်လွတ်တော်လဲမြင်းတိုက်နာဖြင့်ဒဏ်ခတ်ခြင်းကိုခံရ၍ထုံမျိုးအော်ဟစ်သောအတန်သည်မိုးကောင်းကင်သို့တက်လေ၏ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး6ပဋိညင်တိတ္တာကိုပြန်လဲပို့ဆောင်ခြင်းသာဝရဖျားဤတိတ္တာတော်သည် ဖိလိတိပြည်၌ခုနလနေပြီးမှဖိလိတိလူတို့သည်ယေပရောဟိတ်များပရောဖက်လူသူများတို့ကိုခေါ်၍သာဝရဖျားဤတစ်တာတော်ကိုအဘယ်သို့ပြုရပါမည်နည်းသူနေရေးအရက်သို့အဘယ်သို့သောပူဇော်တကာနှင့်လွတ်လပ်ရပါမည်နည်းဟုမေးမြန်းကြ၏သူတို့ကလည်းဣတရီလအမျိုးဤဖျားသခင်တစ်တာတော်ကိုလွတ်လိုက်လျင်ကိုကြီးမလွတ်လိုက်ကြနဲ့ ဒုစရိုက်ပူဇော်တကားကိုဆက်ဆက်ပေးလိုက်ရမည်တုပ်ပြုလျင်ယောဂငိမ့်လိမ့်မည်အဘဲเจ้าလက်တော်မရွေသေးသည်ကိုတိကျလိမ့်မည်ဟု ဆိုကြ၏အဘဲအရာကိုဒုစရိုက်ဖြစ်ရာပူဇော်တကားဖို့ပြန်ပေးလိုက်ရပါမည်ဟု မေးလျင်ဖိလိတိမင်းအေးအတွက်တိုင်းရွှေမြင်းတရိုက်ပုံ၅ခုနှင့် ရွှေကြွက်၅ကောင်ကို ပေးလိုက်ရမည်တင်တို့နှင့်တင်တို့မင်းများ၌ ယောဂတပါတိဆွဲလျက်ရှိ၏ထိုကြောင့်မြင်းတပိုက်ပုံမြေကိုဖြတ်တတ်သောကြွပုံတို့ကိုလှုပ်၍ဤတေလအမျိုး၏ဖျားသခင်ဂုံတော်ကိုချီးမွမ်းရကြမည်လက်တော်သည်တင်တို့နှင့်တင်တို့ဖျားပေါ်တင်တို့မြေပေါ်မှာပေါကောင်းပေါ်လိမ့်မည်ဒုခိ၍သာရောဘယင်နှင့်အေကုတ်တုလူတို့သည်ခိုင်မာသောစိတ်နှလုံးရှိတကယ်သူ အဘဲကြောင့်ခိုင်မာသောစိတ်နှလုံးရှိကြသည်။သူတို့တွင်အထူးသဖြင့်ပြုတော်မူသောအခါသူတို့သည်လွတ်လပ်၍ဣတရေလလူတို့သည်တွားကြ၏။ယခုမှလှဲတစ်ကိုလုပ်ပြီးမှတဘိုးမတင်တားငယ်ရှိသောနွားမနှကောင်ကိုလှဲ၌ကာ၍နွားတငယ်တို့ကိုသူ့နေရာသို့ကိုးကြလော့။ထာဝရဖျားဤတစ်တာတို့ကိုလှဲပေါ်မှတင်၍ ပြန်ပေးလိုက်သောဒူးစရိုက်ဖြစ်ရာပူဇော်တကားတီးဟုသောရွှေဒဇာတို့ကိုတိတ္တတော်နာမှာအခြားသောတိတ္တ၌ထားပြီးလျင်လွတ်လိုက်၍သွားပါလိမ့်စေတိတ္တတော်သည်မိမိပြည်သို့သွားသောလမ်းဘက်ရှိမမျိုးသို့လိုက်လျင် ထိုဘုရားသခင်သည်ဤဘေးကြီးကိုငါတို့၌ဖြစ်စေပြီးသို့မဟုတ်တန်ခတ်တော်မူသောကြောင့်ငါတို့မခံ အလိုလိုခံရသည်ကိုသိရကြမည်ဟုစီရင်သည့်အတိုင်းလူများတို့သည်ပြုသည်ဖြင့်တားငယ်ရှိသောနွားမနှကောင်ကိုလဲ၌ကာ၍နွားတငယ်တို့ကို သူ့နေရာ၌ချုပ်ထားကြ၏။ထာဝရဖျားဤတစ်တာတော်နှင့်တကွရွှေကြွက်များ မြင်းတရိုက်ပုံများပါသောတစ်တာတော်ကိုလဲပေါ်မှတင်ကြ၏။နွားမတို့သည်ဗက်ရှိမလန်းသူ တက်တက်လိုက်၍မိတုံလျက်သွားကြ၏လက်ရဘက်လက်ဝဲဘက်သို့မလွဲလမ်းမသို့သာလိုက်ကြ၏ဖိလိတိမင်းတို့သည်ဗက်ရှိမမျိုးနှင့်တိုင်အောင်လိုက်ကြ၏ဗက်ရှိမမျိုးသားတို့သည်ချိုင်း၌ဂျုံစပားကိုရိတ်လျက်မျှော်ကြည့်၍တစ်တာတော်ကိုမြင်သောအခါဝမ်းမြောက်ကြ၏လဲသည်ဗက်ရှိမမျိုးသားယောရှု၏လဲကွက်ထဲသို့ဝင်၍ကြောက်ကြီးအနားမှရက်နေ၏ထိုသူတို့သည်လဲကိုချိုးခွဲပြီးလျှင် နောမတို့ကိုထာဝရဘုရားအားမိရှုရာရည်ပြည့်၍ပူဇော်ကြ၏ထိုအခါလေဝိသားတို့သည်ထာဝရဘုရား၏တစ်တာတော်နှင့်ရွှေတစားပါသောတစ်တာကိုခြား၍ကြောက်ကြီးပေါ်မှတင်ထားပြီးလျှင်ဗက်ရှိမတ်မြို့သားတို့သည်ထိုနေချင်းတွင်မိရှုရာရင်မဆောက်၍ရင်မျိုးကိုထာဝရဘုရားအားပူဇော်ကြ၏ထိုမှုကို ဖိလိတိမင်း၅ယောက်တို့သည်မြင်ပြီးမှထိုနေချင်းတွင် အေကျုံမျိုးတို့ပြန်သွားကြ၏။ထာဝရဖျားအားပြန်ပြီးသောဒုစရိုက်ဖျားပူဇော်တကားတည်းဟူသောရွှေမြင်းတရိုက်ပုံတို့ကအာဆုံမျိုးဘို့တခုဂါစာမျိုးဘို့တခုအာရှကေလုံမျိုးဘို့တခုဂါတာမျိုးဘို့တခုအေကျုံမျိုးဘို့တခု ဖြစ်သည် ရွှေကြွတ်တို့က ထာဝရဖရာဤတစ်တာတော်ကိုတင်ထားသောကြောက်ကြီးတိုင်အောင် ခိုင်ခန့်သောမြို့ဖြစ်စေတောရွာဖြစ်စေဖိလိတိမင်း၅ပါးဆိုင်သမျှသောမြို့ရွာအရေးအတွက်တိုင်းဖြစ်သည်ထိုကြောက်ကယနေ့တိုင်အောင်ဗက်ရှိမမြို့သားယောရှု၏လေကွဲ၌ရှိ၏ဗက်ရှိမမြို့သားတို့သည်ထာဝရဖရာဤတစ်တာတော်တည်းသို့ကြည့်ရှုမိသောကြောင့် လူ90နဲ့လူ9000တို့သည် ဒဏ်ခတ်တော်မူခြင်းကိုခံရကြ၏ထို့သောထာဝရဘုရားသည်ကြီးစွာသောလှုပ်ကြံခြင်းအဖြစ်ဒဏ်ပေးတော်မူသောကြောင့်လူများတို့သည်ငိုကြွေးမြည်တမ်းကြ၏ကိရိယာရာရိမျိုးတို့ပဒိညင်တစ်တာရောက်ရှိဗရှိမမျိုးသားတို့ကတန်ရှင်းတော်မူသောဤဘုရားသခင် ထာဝရဘုရားရှိတော်၌အဘယ်သူရက်နေနိုင်သနည်းမာတို့အရက်က အဘယ်သူရှိရာသို့ကြွသွားတော်မူမည်နည်းဟုဆိုသဖြင့်ကိရိယာရိမျိုးသားတို့ထံသို့လူကိုစေလို့၍ဖိလိတိလူတို့သည်ထာဝရဖျားဤတစ်တာတော်ကိုတဖန်ပိုးကြပြီးတင်းတို့လာ၍စောင့်သွားကြပါတော်ဟုမှာလိုက်ကြ၏ဓမ္မရာဇဝင်ပထမဆောင်အခန်းကြီးခုနှစ်ကိရိယာရိမျိုးသားတို့သည်လာ၍ထာဝရဖျားဤတစ်တာတော်ကိုစောင့်သွားသဖြင့် တောင်ပေါ်မှာရှိသောအဘိနတ္တအိမ်၌ထား၍တစ်တာတော်ကိုစောင့်စီခြင်းမှာသူဤသားအီလာဇာကိုတန်ရှင်းစေကြ၏ရှမွေလာအုပ်ချုပ်ခြင်းတစ်တာတော်သည် အနည်း20ပတ်လုံးကြာမြင့်စွာကိရိယရာရိမျိုး၌ရှိစဉ်ခါဤတယီလာအမျိုးသားအပေါင်းတို့သည် ထာဝရဖရာကို အောက်မေ့၍မြည်တမ်းကြ၏တဖန်ရှမွေလာကတင်တို့သည် အခြားတပါသောဖရာသည်ဟူသောဘာလဖရာအာရှတရဖရာတို့ကိုပေး၍ထာဝရဖရာအဖို့တင်းတို့စိတ်နှလုံးကိုပြင်ဆင်လျက်ထာဝရဖရာထံတော်သို့စိတ်နှလုံးအကျွင်းမဲ့ပြန်လာသဖြင့်ထိုဖရာကိုတာဝတ်ပြုကြလျင်ဖိလိတိလူတို့လက်မှကဲတင်တော်မူမည်ဟုဣတရီလအမျိုးသားအပေါင်းတို့အားဆုံးမသည့်အတိုင်းဣတရီလအမျိုးသားတို့သည်ဘာလဖရာ အာရှတရဖျားတို့ကိုပေး၍ထာဝရဖျားကိုသာဝတ်ပြုကြ၏ရှမွေလာကလည်းဣတိယလအမျိုးသားပေါင်းတို့ကိုမိစဘာမျိုး၌စူဝေးစေကြလော့တင်တို့အဖို့ထာဝရဖျားကိုငါစုတောင်းမိဟုမှာခဲ့သည့်အတိုင်းသူတို့သည်မိစဘာမျိုး၌စီဝေးသည်ဖြင့်ရေကိုခတ်၍ထာဝရဖျားရှိတော်၌တွန်းလောင်းခြင်းအစာရှောင်ခြင်းအကျင့်တို့ကိုကျင့်လျက် အကျွန်ုပ်တို့သည်ထာဝရဘုရားကိုပြစ်မှားပါ၏ဟုဝန်ခံကြ၏ရှမွေလာသည်မိစဘာမျိုး၌ဣတရီလအမျိုးသားတရားမှုတို့ကိုစစ်ကြောစီရင်လေ၏ဣတရီလအမျိုးသားတို့သည်မိစဘာမျိုး၌စီဝေးကြောင်းကိုဖိလိတိလူတို့သည် ကြားလျင်ဖိလိတိမင်းတို့သည်ဣတရီလအမျိုးရှိရာသို့စစ်ချီကြ၏ထိုတရင်ကိုဣတရီလလူတို့သည်ကြားလျင် ဖိလိတိလူတို့ကိုကြောက်၍ရှာမွေလာအားအကျွန်ုပ်တို့၏ဖျားသခင်သာဝရဖျားသည်အကျွန်ုပ်တို့ကိုဖိလိတိလူတို့လက်မှကဲတင်တော်မူမည်ကြောင်းအကျွန်ုပ်တို့ဖို့အစင်မပြတ်ဆူတောင်းပါလောဟု ဆိုကြ၏ရှာမွေလာသည်လည်းနိုးဆိုးတိုးတငယ်ကိုယူ၍သာဝရဖျားအားတကောင်လုံးမိရှုရာရေးပူဇော်လျက်ဣတိယီလာအမျိုးဖို့ဆူတောင်း၍ ထာဝရဖះနားထောင်တော်မူ၏ရှမွေလာသည်မိရှုရာယစ်ကိုပူဇော်စဉ်ခါဖိလိတိလူတို့သည်ဣတရီလာအမျိုးကိုတိုက်ချင်းကချင်းလာကြ၏ထာဝရဖះသည်လည်းထိုနေ့၌ဖိလိတိလူတို့အပေါ်မှာပြင်းစွာမိုးချုံစေ၍သူတို့တက်ကိုဖြတ်တော်မူသဖြင့်ဣတရီလာအမျိုးရှိမှရှုံးကြ၏ဣတရီလာလူတို့သည်မိစဘာမျိုးမှထွက်၍ ထီလိတိလူတို့ကိုလှုပ်ကြံလျက်ဘကမျိုးတိုင်အောင်လိုက်ကြ၏ထိုအခါရှာမွေလာသည်ကြောက်ကိုယူ၍မိစဘာမျိုးနှင့်ရှင်မျိုးဆက်ကြမှထူထောင်သည်ဖြစ် ထာဝရဖရာသည်ငါတို့ကိုယခုတိုင်အောင်မဆတ်တော်မူပြီဟုဆိုလျက်ထိုကြောက်ကိုအေဗနေဇာအမည်ဖြင့်မှဲ့လေ၏ထိုတို့ဖိလိတိလူတို့သည်ရှုံးသည်ဖြစ်နောက်တစ်ဖန် ဤတည်လာအမျိုးနေရအရက်တို့မလာကြရှာမွေလာလက်ထက်ကာလာပတ်လုံးသာဝရဖျားဤလက်တော်သည်ဖိလိတိလူတို့ကိုစီးရတော်မူ၏ဖိလိတိလူတို့သည်တင်းယူသောဤတည်လာမျိုးရွာတို့ကိုအေကျုံမျိုးမှဆ၍ဂါတာမျိုးတိုင်အောင်ပြန်ပေးရကြ၏မျိုးနယ်တို့ကိုလည်းဤတည်လာလူတို့သည်ဖိလိတိလူတို့လက်မှနှုတ်ယူကြ၏ ။ဤတေလာလူနှင့်အာမောရီလူတို့သည်လည်းစစ်မရှိအသင်တင်နေကြ၏။ရှာမွေလာသည်တတက်လုံးဤတေလာအမျိုးကိုအုပ်ဆိုးလေ၏။ဘေတလာမြို့ကီလာကာလာမြို့မိဇဘာမျိုးတို့ကိုနှစ်တိုင်းလက်ပတ်၍အရရက်တွင်ဤတေလာအမျိုး၌စီရင်ရန်အမှုတို့ကိုစစ်ကြောစီရင်လေ့ရှိ၏။ပြန်လာသောအခါမိမိအရှိတော်ယာမမျိုးတို့ပြန်လာ၍ ထိုမျိုးမှလည်းဣတိယီလမျိုး၌စီရင်ရန်အမှုတို့ကိုစစ်ကြောစီရင်လျက်ထာဝရဖျားဖို့ရစ်ပလင်ကိုတည်လျက်နေလေ၏ထာဝရဖျားသည် မိတ်ဆွေဤတိုးထိန်ဖြစ်တော်မူသောကြောင့်မိတ်ဆွေသည်စင်ရဲ့ဒုက္ခမှကင်းလျက်ရှိပါ၏အာမင်